်မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါဒီဇမလ9ရက်နေ့ကကျင်းပတဲ့တိုချိုမြို့နိုင်ငံတကာပြည်ပဆိုင်ရာလူ့အခွင့်အရေးနဲ့အထိမ်းအမှတ်ဟောပြောပွဲနဲ့ခြေတက်ပွဲမှာဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေအတူပူးပေါင်းပါဝင်ခဲ့ကြပြီးတော့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့တောင်းဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာနိုင်ငံတော်ရဲ့အတိုင်းအမခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သမရဝင်းမြစ်အပါဝင်2000ကျော်ကိုစစ်တပ်ကဖမ်းဆီးအကျဉ်းချထားပြီးကလေးသင်ငယ်တွေရှိနေတဲ့စာသင်ကျောင်းမှာမချန့်ဘုံကျဲတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့လုပ်ရက်ကိုဂျပန်အပါဝင်ကမ္ဘာနိုင်ငံတီတီကပို့ပြီးသိရှိရအောင်ဒီကနေ့ပွဲမှာပူပေါင်းပါဝင်ရတာပါလို့မြမအေးလှုပ်ရှားနေသူ We for all အဖွဲ့မှ ကိုမျိုးမင်းဆွေကရှင်းပြခဲ့ပါတယ်။ တိုဂျိုနိုင်ငံကလူခွေရည်နဲ့လှူရှာမှုမှာဆက်နာရှင်စနစ်သက်ဆိုးရှိစေမဲ့အတူရောက်ရွက်ောက်ပွဲနဲ့ရလတ်ကိုနိုင်ငံအလုံးကအသိမှတ်မပြုဖို့နဲ့နိုင်ငံတော်တိုင်မခံပုဂ္ဂိုလ်နဲ့နိုင်ငံတော်သမရအပါအဝင်မတရားဖက်စီးခံရသူတွေလွတ်မြောက်ဖို့အတွက်လဲတောင်းဆိုဆန္ဒပြုခဲ့ကြတယ်လို့သိရပါတယ်ရှင်။ ရန်ကုန်မြို့နယ်လာသာမြို့နယ်မဟာဗန္ဒူလာလမ်းမှာဖွင့်လှစ်ထားတဲ့ရွှေစင်ရွှေဆိုင်ဒီဇမလ9ရက်မနေ့9ရက်ကတမယတိုက်ခံရပြီးရွှေရဲပစ္စည်းနဲ့ငွေသား7သိန်းတထောင်ပါသွားတယ်လို့နှိဆက်သူတွေစီကသိရပါတယ်မနက်9နာရီလောက်မှာရွှေစင်ယတနာရွှေဆိုင်ကဝန်ထမ်းတွေစိုက်ဖွင့်ဖို့ရွှေရပစ္စည်းတွေထုတ်နေစဉ်ဆိုင်ကနက်အမျိုးသား၃ယောက်ရောက်လာပြီးတနက်ပြလူရက်သွားတာလို့နီဆက်သူတယောက်က TVB ကိုပြောပါရတယ် ရွှေစင်ယတနာရွှေဇာလူရဲ့ခံရတာဟာစဉ်းစားစရာဖြစ်ပြီးလက်တလုံးမှာစစ်ကောင်စီတပ်နဲ့ရဲတွေကစစ်ဆင်နေတယ်လို့အုတ်ချုပ်ရည်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က DPP ကိုပြောပါရတယ်။ လက်ရှိအချိန်ထိရွှေစည်ရတနာရွှေဆိုင်လူရက်သွားသူတွေကိုဖမ်းမမိသေးဘူးလို့လည်းသူကပြောပါရယ်စစ်တပ်အာဏာသိမ်းပြီး2021ခုနှစ်ကနေ2025ခုနှစ်အတွင်းရန်ကုန်မှာလူသက်လူရက်မှု150မှုလူရက်မှု143မှုအပါအဝင်ရွှေဆိုင်တများတိုက်မှု18မှုရှိတယ်လို့စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုဝန်ကြီးဌာနကထုတ်ပြန်ထားပါရယ်ရှင် မြန်မာနိုင်ငံမှာဖိလန်တန်ယုံနဲ့ဒိမတ်တန်ယုံတို့ကို2026မှာပိတ်သေးသွားမယ်လို့ကြေညာထားပြီးနောက်တဲ့နိုင်ငံတန်ယုံနှစ်ယုံပိတ်တာကြောင့်မြန်မာလူငယ်တွေအတွက် EU ကထောက်ပံ့တဲ့ဆွေးရည်မြင့်တေးအစီအစဉ်တွေအနာဂတ်မှာပိုလျော့နေသွားနိုင်ပါတယ်။ဇက်သစ်သတင်းပေးပို့ထားပါတယ်ရှင်။မြန်မာနိုင်ငံမှာလာမယ့်နှစ်အတွင်းဖိလန်တန်ယုံပိတ်မယ်လို့ကြေညာပြီးတဲ့နောက်ရန်ကုန်မှာရှိတဲ့ဒိမတ်တန်ယုံကိုလည်း 2026နှစ်ကုန်ပိုင်းမှာအပြီးပိတ်သိမ်းသွားမယ်လို့ကြေညာလိုက်ပါတယ်။နော်ဒင်းနိုင်ငံတာဝန်တွေဖြစ်ကြတဲ့ဒိန်းမတ်၊ဖင်လန်၊နော်ဝေး၊ဆွီဒင်တို့ဟာမြန်မာလူငယ်တွေကို EU ကထောက်ပံ့တဲ့မြန်မာဥရောပစွမ်းရည်မြင့်တင်ရေးအစီအစဉ်တွေနဲ့သက်ဆိုင်ရာတာဝန်တွေမှာပညာရေးမျှဝေတာ၊ယဉ်ကျေးမှုဖလှယ်တာနဲ့ဆွေးနွေးပွဲတွေမကြာခဏလှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ တန်ယုံပိတ်သွဲဆိုတော့လေဗျာဟိုကျွန်တော်တို့အလုံးလောက်ကတော့အနေအနေချင်းတော့ခတ်မှာပေါ့မြန်မာပြည်နဲ့အခြေဆက်ကတော့ဒါရော့သွားမှာပေါ့ဒါပေမဲ့ဘန်ကောက်မှာရှိနေတဲ့တန်ယုံကတော့ပုံမှန်ပဲမြန်မာပြည်အတွက်တော့လောက်ကင်ပေးနေပါတယ်အဲ့တော့တခြားအခက်ခဲတော့ကျွန်တော်တို့တိတ်မတွေ့ဘူးဗျာဘာလို့လဲဆိုတော့အလဲဗီဇာလဲဂျာမနီတန်ယုံမှာရှောက်ဝင်ပေးနေတာပဲဒီတခြားကျောင်းလာတက်တဲ့ကျောင်းသားလေးတွေရဲ့ဗီဇာလဲအာဘန်ကောက်မှာထုတ်ပေးနေတာပါအဲ့တော့ကျွန်တော်တို့ဒီမှာအခုကျောင်းသားလေးတွေရောက်လာတာအာ1500လောက်ရှိမှာ ចောင်းသားတွေအားလုံးကအဲ့ဘန်ကောက်ကနေပဲကျွန်တော်တို့ဗီဇာယူပြီးတက်လာကြတာပါအဲလက်ရှိမှာပညာရေးကကျွန်တော်တို့အခမဲ့ဖြစ်နေသေးတယ်ပေါ့နော်ဒါပေမဲ့ဟိုဖင်လန်ကိုရောက်လာတဲ့ចောင်းသားဥယျာများတဲ့အခါကျတော့ကျွန်တော်တို့အခမဲ့ပေါ့နော်ရနေတဲ့ပညာရေးအခွင့်အရေးကကျွန်တော်တို့လာမဲ့နှစ်၈လပိုင်းမှာကုံဆုံးမှာတော့မယ်ဆိုလိုရင်းကတော့ကျွန်တော်တို့ဒီအခမဲ့ရတဲ့အခွင့်အရေးကိုသူတို့ပိတ်ပါပြီစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာပူးပေါင်းဆောင်ရွက်မှုတွေတိတိတသာရောချခဲ့ပြီးလက်တော်မှာပြောင်းလဲနိုင်မယ့်အခြေအနေတွေမတွေ့ရှိတာကြောင့် မြန်မာနိုင်ငံဆိုင်ရာဒိမတ်တယုံကိုပိတ်သိမ်းသွားမယ်လို့ထုတ်ပြန်ခဲ့တာပါ။ဒါအပြင်ဖင်လန်နိုင်ငံမှာလည်းနောက်နှစ်ကစလို့ EU ပြင်ပကလာတဲ့ចောင်းသားတွေအတွက်အခမဲ့ပညာရေးစနစ်ចောင်းသားစည်းကိုဖင်လန်အစိုးရကကြားခံပြီးတော့မှမဟုတ်ပဲကိုပိုင်ចောင်းစည်းနဲ့ចောင်းတက်ရတော့မယ်လို့ဖင်လန်ပညာရေးအတိုင်ဝန်စီကနေသိရပါဗျာ။ နောက်နှစ်ကနေစပြီးဥပဒေပြောင်းလဲလိုက်တယ်ပေါ့နော်။ကြောင်းလောက်ခံနဲ့ပတ်သက်ပြီးတော့အာဒီကဥရောပနိုင်ငံကမဟုတ်တဲ့အာနိုင်ငံသားတွေဆိုရင်အာကြောင်းလောက်ခပြီးပြီးတော့တက်ရမယ်ပေါ့နော်။အဓိကထိခိုက်မှုရှိတာကတော့ဒီကတက်မွေဝမ်းကြောင်းအာဒီက vocation နဲ့ကြောင်းတွေပြီးတော့အထက်တန်းကြောင်း high school တွေတက်တဲ့သူတွေအတွက်ထိခိုက်မှုရှိရပေါ့နော်။ဖင်လန်မှာရောက်နှစ်ပြည်သားမြန်မာတွေတွေကတော့ထိခိုက်မှုကတော့ရှိတယ်ပေါ့နော်။အဲ့ဒီထက်ပိုပြီးတော့တက်ရောက်မှုရှိတာကတော့ဟိုနောက်လာမဲ့အကြောင်းသားအကြောင်းသူတွေအတွက် ွဲကတော့အများကြီးအာတိခိုင်မှုရှိရပေါ့နော်အာဒီကတော့ចောင်းလောက်ခါကိုအပြည့်ပေးရတော့မယ်နောက်ပြီးတော့တချို့ចောင်းတွေဆိုရင်အရင်တော့ဆိုရင် free of cost ကို စားစရာကျွေးရအနေထိုင်ပေးရပေါ့နော်တချို့ចောင်းတွေပေါ့နော်အဲ့အရာတွေနောက်ဆိုရင်မရတော့ပေါ့နော်ဒါဆိုသူတို့အနေနဲ့စိတ်ခုံမှုကတော့အဓိကငွေကြီးပေါ့နော်ဒီမှာចောင်းတက်ဖို့ငွေကြီးကတော့အရင်ထက်3ဆ2ဆလောက်ပို့ပြီးတော့လုံလာမယ်ဗျာဒါကတော့အဓိကအာစိတ်ခုံမှုပေါ့နော် နော်တစ်လေနိုင်ငံထဲမှာဖင်လန်တန်ယုံပြီးရင်ဒိမတ်တန်ယုံကမြန်မာနိုင်ငံမှာဒုတိယပိတ်သိမ်းတဲ့တန်ယုံဖြစ်လာပါဗျ။ဒိမတ်ဟာမြန်မာနိုင်ငံရဲ့ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေမှာအကူအညီပေးခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပြီးနှစ်နိုင်ငံတန်တပန်ဆက်ဆံရေးကို1955ခုနှစ်ကစတင်ခဲ့တာဖြစ်ပါဗျ။လာမယ့်နှစ်တွင်ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့ရှိဒိမတ်နိုင်ငံဆိုင်ရာယုံကိုကောင်စစ်ဝင်ချုပ်အဖြစ်အစင်းမြင့်တင်က အာရှလေပိုင်းဆိုင်ရာအထူးကိုယ်စားလှယ်အစ်စ်ကိုလည်းခန့်အပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါ ဂရိနိုင်ငံမှာဆယ်ကျော်သက်တအူကိုရဲတွေကတပ်ဖြတ်ခဲ့တဲ့18နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဆန္ဒပြပွဲတွေအတွင်းဆန္ဒပြသူတွေနဲ့ရဲတွေအကြားရုံးရင်းစံခတ်ဖြစ်ခဲ့ပါတယ်။2008ခုနှစ်ကအေသင်လမ်းမပေါ်မှာအသက်15နှစ်အရွယ်အလက်ဇန်ဒရို့စ်ဂရီဂိုရိုပိုလော့စ်ကိုရဲတွေကတပ်ဖြတ်ခဲ့တဲ့နှစ်ပတ်လည်နေ့မှာဆန္ဒပြသူထောင်ပေါင်းများစွာဟာလမ်းတွေတလျှောက်ခြစ်တဲ့ဆန္ဒပြခဲ့ကြပါတယ်။ ဒီသေဆုံးမှုဟာဆယ်စုနှစ်တွေအတွင်းဂရိနိုင်ငံမှာအဆိုးရွားဆုံးအဓိကယုံတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ဂရိဂိုရိုပိုလော့စ်ပြစ်ခတ်ခရပီးနိုင်ပိုင်အကြမှာထောင်ပေါင်းများစွာသောလူတွေဟာလမ်းတွေပေါ်မှာကားတွေကိုမိရှို့တာလူရက်တာနဲ့ပရင်ပေါက်ဆိုင်တွေကိုရိုက်ခွဲတာတွေလုပ်ရင်းချီတက်ဆနာပြခဲ့ကြပါတယ်။တပ်ဖြတ်သူရဲရာရှိကိုထောင်နှံတသက်ချမှတ်ခဲ့ပေမဲ့အယူခံတရားရုံးကအစောပိုင်းမှာလွတ်ပေးခဲ့တာပါ ဆန္ဒပြပွဲတွေကိုစောင့်ကြနေတဲ့အဓိကရုပ်နှစ်နေရဲတွေကမျက်ရည်ရိုးဘုံတွေအသံဘုံတွေနဲ့ပြပောက်ခဲ့ပြီးဆန္ဒပြသူတတော်များများကိုဖမ်းဆီးခဲ့ပါတယ်ရှင်။ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချူချူဆမ်မဂျေဆုတမားရှင်။